မာအဖြစ်ပြုတ်မယ်ဆိုရင်မိုးပေါ်မှာဆံကလေးတွေဝင်းနေတာတိအကြောင်းနှစ်ချက်ကြောင့်ပါလေတိတ်နေလို့ရနောက်တစ်ခုကအောက်ကကြိုးကလေးနဲ့ဆွေးထားလို့ရလေသာမတိတ်တော့ဘူးဆိုရင်ဆံကလေးအောက်ကိုပြုတ်ချသွားနိုင်တယ်အဲ့ဒီအတိုင်းပါပဲကြိုးသာမဆွေးထားဘူးဆိုရင် လေပဲကြိုးသာပြတ်သွားမယ်ဆိုရင်လေပဲဆံကလေးဟာဟိုးပြေးဒီလွင်းနဲ့နောက်ဆုံးမှအောက်ကိုပြုတ်ချသွားမှာပဲ။ ဒီကျင့်ပေးကုသိုလ်ကံဆိုတဲ့အကြောင်းတရားရဲ့မိဘဆိုတဲ့အကြောင်းတရားတွေကြောင့်ဥစဉ်တို့တွေဟာလူဘဝမှာရှင်သန်ခွင့်လေရနေတာဖြစ်တယ်။ကုသိုလ်ကံကိုလေမမေ့ပါနဲ့မိဘဂျေစုကိုလေမမေ့ပါနဲ့အဲ့ဒီနှစ်ခုကိုမေ့ပလိုက်ပြီဆိုရင်နောက်တစ်ခါလူဖြစ်ဥမာလာမဖြစ်တော့ဘူးလေကုသိုလ်ကံကြောင့်လူဖြစ်တယ်ဆိုမှတော့ကုသိုလ်ကံကိုမေ့လိုက်ပြီမလုပ်တော့ဘူးဆိုရင်နောက်ထပ်လေလူမဖြစ်နိုင်တော့ဘူး မိဘဂျေဇူးကြောင့်လူဖြစ်နေပါလေဆိုမှမိဘဂျေဇူးကိုမေ့ပလိုက်ပြီဆက်နိုင်တဲ့လောက်လည်းမဆက်ဘူးဆိုရင်နောက်တစ်ခါလူဖြစ်ဖို့အကြောင်းတရားမရှိတော့ဘူးအကြောင်းတရားမရှိပေနဲ့အကျိုးရှိနိုင်ပါမလားမရှိနိုင်ဘူးတဲ့ဒါကြောင့်ဒီကနေ့မွေးနေ့မှာနံပါတ်၁ကုသိုလ်လာပြုတယ်နာကုသိုလ်လာပြုတဲ့တမင်းကိုဦးစင်ကအဆက်နှက်ဆက်မှာခြင်းတဲ့ ရေစစ်ပြီးတော့တောက်ပါတဲ့။ဘာလို့ပြီးတော့တောက်ရမှာလဲရေစစ်ပြီးတော့တောက်။ဦးဇင်းတို့ရေတောက်တဲ့အခါမှာရေထဲမှာအမုံတွေအနေတွေပါလာနိုင်တဲ့အတွက်ကြောင့်တောက်တဲ့အခါမှာရေစစ်ပြီးတော့တောက်ရ။ရေမစစ်ဘဲနဲ့တောက်လို့ရှိရင်အဲ့ဒီအနေတွေအမုံတွေကြောင့်အနေအမုံတွေဗိတ်ထေကိုရောက်တော့တဲ့အခါမှာကြက်မာရေးထိခိုက်နိုင်တယ်။ဒါကြောင့်ရေစိပ်ပြီးတော့တောက်ရတယ်။ ဒီအတိုင်းပါပဲဘဝမှာနေထိုင်တဲ့အခါမှာလည်းပဲအာယုံများစွာဥစဉ်တို့စီကိုဝင်လာတတ်တယ်။မျက်လုံးကလူပါရုံဆိုတဲ့အစင်းတွေ၊နာကသက်တာယုံဆိုတဲ့အသံတွေ၊နှာခေါင်းကခန္ဓာယုံဆိုတဲ့အနံ့တွေ၊ရှားကနေပြီးတော့ရတာယုံဆိုတဲ့အရတာတွေ၊ခန္ဓာကိုယ်ကဖောတဲ့ပါယုံဆိုတဲ့အတွေ့အထိတွေပြီးတော့စိတ်ကနေပြီးတော့ဓမ္မယုံဆိုတဲ့အာယုံများစွာသဘောတရားများစွာ ဝင်လာမှာဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရင်အာယုံရှောင်းမြို့ဟာဥစဉ်တော်စီကိုနေတိုင်းနေတိုင်းဝင်လာနေတယ်။အဲ့ဒါတွေမှာအကောင့်တွေပါတယ်မကောင့်တာတွေလည်းပါတယ်။နေသက်စရာတွေလည်းရှိတယ်မနေသက်စရာတွေလည်းရှိတယ်။အဲအဲ့ဒါတွေကိုနံပါတ်1ယောနိသော မနတိကာရရေစင်းနဲ့စစ်ပါတဲ့။ဘာရေစင်းနဲ့စရမှာလဲ။ယောနိသောမနတိကာရရေစင်းနဲ့စရ။ယောနိသောမနတိကာရဆိုတာ မြန်မာညံ့ညတ်တတတွေးတာအကောင်ဘက်ကရှုတာကိုခေါ်ပါလေယောနိသော မနတိကာရရေစင်းနဲ့စေရမယ်အစဉ်ပြေတဲ့အနေထားပဲဖြစ်ဖြစ်ခက်ခဲတဲ့အရှင်နယ်မှာပဲဖြစ်ဖြစ်ဘလို့ဖြစ်ရဲ့တွေပဲဂျုံလာဂျုံလာအကောင်ဘက်ကတွေးလိုက်တာဟာကိုပင်မမုံကို ရှုတ်ကြစေပြီးစိတ်ကိုလန်ရှမ်းကုတော်တိုးစေပါလေ အကောင်ဖက်ကမြင်ယုံနဲ့ပြဿနာမပြီးဘူးလို့တချို့ကပြုတ်တက်ကြပါတယ်။မိမိကိုယ်ကိုဒါမှမဟုတ်သူတို့ဘက်ကိုအပြစ်တင်ပြီးစိတ်ပူပင်နေတော့လေအခက်ခွေတွေက ပြည်လေသွားမှာမဟုတ်ပါဘူး။ပူပင်နေတာတဲ့ဆိုင်ရင်အေဂျင့်နေတဲ့စိတ်ကားမှအဲ့ဒီပြဿနာတွေကိုအခက်ခွေတွေဂျာသေးကကြိုလွှားနိုင်မဲ့နိလန့်ကို ပေးနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်အကောင်မြင်ပါအကောင်ဖက်က တွေးပါတဲ့ ထမရေစစ်ကိုစောင့်ထားလို့ပြောတာအကောင်ဖက်ကတွေးတဲ့ရေစစ်ပေါ့နော်။ဘာအာယုံပဲလာလာမြတ်မြတ်တတတွေးအကောင်ဖက်ကရှုအတန်ရှိုးရှိုးတတကြာရတဲ့အခါသူ့အတန်ကောင်းလိုက်တာလို့သူ့အတက်မုဒိတာပွားပေးလိုက်။စေဆိုတန်နဲ့ကြာရတဲ့အခါလေးပဲငါကစေခံရမယ့်အကြောင်းတွေလုံးမိတာကိုစေခံရမယ့်အကြောင်းတရားတွေငါမှအတိတ်ကပါလာတာကိုလို့ဒီလိုပဲတွေး နော်ကောင်းတာတွေနဲ့ကြုံရတဲ့အခါလေးပဲအာငါ့မှာကောင်းတာတွေဖြစ်ဖို့အကြောင်းပါလာတာမကောင်းတာနဲ့ဆုံရတဲ့အခါလေးပဲမကောင်းတာ ဖြစ်ဖို့အကြောင်းပါလာတာလို့အကောင်းဖက်ကကြည်ပြီးတွေးမယ်အကုသိုလ်တွေမဖြစ်စေနဲ့ကုသိုလ်ဖြစ်အောင်ပဲတွေးစိတ်ရှမ်းသာအောင်ပဲတွေးပါတဲ့အဲ့ဒါဆိုလို့ရှိရင်ဒါပထမရည်စင်းနဲ့စစ်တာလို့ခေါ်တယ်ဒုတိယရည်စင်းနဲ့စက်တေဆိုတာကဒါဝိပဿနာရည်စင်းပေါ့ဝိပဿနာရည်စင်းဆိုတာ မြင်မြင်သမျှသင်္ခါရတွေငါသူတစ်ပါးယောယောက်ျားမိမဘာကိုပဲမြင်မြင်ဘာကိုပဲ တွေ့တွေ့အားလုံးဟာဒီနေ့သောအခါဖြစ်ပြီးတော့ပြတ်သွားကြရမှာရှုပ်ပြောင်းသွားရမယ့်ပုံကိုယ်တွေဖြစ်တယ်။အာနိစမတည်မြဲဘူးမတည်မြဲဘူးဖြစ်လာတယ်ပြီးတော့ပြတ်သွားမယ်ဖောက်ပြန်တယ်ဖြစ်လာမယ်ပြတ်သွားမယ်ဘာနဲ့တူလဲဆိုတော့နဒီတော်တော်ဝိယမြည်ရေလိုပဲတဲ့မြည်ရေဟာအခုရှိတယ်သ တို့ကြနဲ့ကြည့်လိုက်တော့လေရှိတယ်လို့ထင်ရတယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးတကယ်တမ်းတွေ့ကြည့်လိုက်တော့ဆိုနာတုံးကကြည့်ခဲ့တဲ့ရေဟာအခုကြည့်တော့မရှိတော့ဘူးရေရှင်းလာတူတယ်ဆိုနာတုံးကရေတော့မဟုတ်တော့ဘူးဦးဇင်းတို့ရဲ့ခန္ဓာကိုယုံနံနေလေဒီတိုင်းပဲမနေ့ကယုတ်ဒီနေ့ရှိတယ်လို့ထင်ရတယ်ဒါပေမဲ့မနေ့ကယုတ်ဟာဖြစ်ပြီးတော့ရှုပ်တော့သွားပြီဒီနေ့ယုတ်ဟာခုဖြစ်နေတဲ့ယုတ်ယုတ်တရားတွေနန္တရားတွေဆိုတာ အကြောင်းတရားတွေကြောင့်ဖြစ်လာတဲ့ပြီးတော့ပြတ်သွားတယ်။တစ်စက္ကန့်လေးတောင်မှကြာကြာမတည်ဘူး။ဖြစ်တယ်ပြတ်သွားတယ်နောက်တစ်ခါအသစ်ဖြစ်တယ်ပြတ်သွားတယ်။နဒီတော်တော်ဝိယမြည်ရလောပဲ။ဒါပေမဲ့ရှေ့ကဖြစ်ပြတ်သွားတဲ့နောက်မှအသစ်အသစ်ဖြစ်နေတဲ့အခါဦးဇင်းတော်ရဲ့ညံ့မြန်မှာတည်မြဲနေလို့ထင်ရတယ်။တကယ်တော့မတည်မြဲဘူး။ဖြစ်နေတာပြတ်သွားတာအခုဆိုရင်တမင်က28နှစ်ပေါ့။ ပြီးကလေးနှစ်ကားစဉ်28နှစ်28နှစ်ရှောင်းနေတုန်းကရုံဏလေးအခုရှိသေးလားမရှိတော့ဘူးအဲ့ဒီနေ့28နောက်နောက်နေ့ကျတော့28ခုရုံဏလေးလည်းပဲနောက်တစ်နေ့ကရှိမှာမဟုတ်တော့ဘူးနောက်တစ်နေ့ကရှိမှာမဟုတ်တော့ဘူးအနေစားသဘောကို မြင်အောင်ကြည့်ရမှာပဲဒီတော့မမြင်ဘူးဆိုမှတော့မမြင်ခြင်းသဘောတရားတွေနှိမ့်ဆက်နေတဲ့အတွက်ကြောင့်ခန္ဓာကိုယ်ဟာဒုက္ခပါပဲတဲ့ မြဲတမ်းကြောက်ရွံ့နေရတယ်စိုးရိမ်နေရတယ်ထိတ်လန့်နေရတယ်ယောဂဖြစ်မှလားမသိဘူးလမ်းကူးရင်လည်းပဲကတိုင်မှလားမသိဘူးတစုံတရာဘာငါ့ကိုတခုခုလုံးမှလားမသိဘူးဥစဉ်တို့ခန္ဓာရထားတဲ့ကအမြဲတမ်းပူပယ်နေရတယ်ကြုံကြနေရတယ်အဲ့ဒါဟာဒုက္ခပဲလေအနတ္တအနတ္တဆိုတာဒီခန္ဓာကိုယ်ကိုကိုပိုင်တယ်လို့ထင်ရပေမဲ့တကယ်တမ်းတော့ကိုမပိုင်ဘူးကိုမပိုင်ဘူးဘာလို့ကိုမပိုင်လို့ပြောရတာလဲ ဦးဇင်းတို့အလုံးဟာဆစ်ရှင်းနဲ့ဆေးချောင်းနဲ့အရွေမှာပဲရှိနေခြင်းတယ်။အဒီရှင်ဟာပို့ပြီးတော့တန်ဆွမ်းတယ်ကြံ့မာတယ်နှုတ်ပြောတယ်ဖြက်လက်တယ်စိတ်ကလေးပဲပို့ပြီးတော့ကြည်လင်တယ်ပြောစရာရှိရင်လည်းပြောပလိုက်တယ်ဝမ်းနည်းစရာရှိဝမ်းနည်းပလိုက်တယ်နေလို့ထိုင်လို့အကောင်းဆုံးအရွေပေါ့ဒါပေမဲ့အဒီအရွေမှာကြီးပဲဦးဇင်းတို့နေလို့ရလားမရဘူးခန္ဓာကိုယ်ပိုင်လို့လားမပိုင်လို့လား မပိုင်လို့ပေါ့ပိုင်ရင်အဲ့ဒီအရွယ်မှာပဲရှိနေရမှာပေါ့ဆင်းရှင်းနဲ့ဒါပဲရှိနေရမှာပေါ့အဲ့ဒီထက်ပေါ်ပြီးတော့မကြည်လာရဘူးပေါ့နောက်ကြမ်းမာရေးလေးဒီတိုင်းပဲအဲ့ဒီနေရာမှာပဲကြမ်းကြမ်းမာမှာပဲနေခြင်းလေဘေသောအခါမှာမသေးခြင်းဘူးဘေသောအခါမှာမိဘတွေနဲ့ဆွေမျိုးတွေနဲ့တငယ်ချင်းတွေနဲ့မခွေးခြင်းဘူးဒါပဲမဲ့ခွေးရတာပဲပိုင်လို့လားမပိုင်လို့လားမပိုင်လို့ဒါကြောင့် မိမိရဲ့ခန္ဓာကိုယ်သူသူတစ်ပါးရဲ့ခန္ဓာကိုယ်အပေါ်မှာအနှိမ့်စမတည်မြေဘူးဘေးအရာမှပျော်စရာလေးမတည်မြေဘူးဝမ်းနည်းစရာတည်းလေးမတည်မြေဘူးပျော်စရာတွေနဲ့တွေ့တဲ့အခါအာဒီပျော်စရာတွေကအနှိမ့်စမတည်မြေပါလားလို့ဒီလိုရှုမြင်ပါတဲ့အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီပျော်စရာတွေအပေါ်မှာတွေ့တာတဲ့လောဘနေသွားလိမ့်မယ်တဲ့ဝမ်းနည်းစရာတွေနဲ့တွေ့တဲ့အခါလေးပဲ အော်ဒါကလေးပဲအနေစာမတည်မြည်ဘူးလေဝန်နေစရာဆိုတာလည်းခဏပဲပြောစရာဆိုတာလည်းခဏပဲလို့ဒီလိုတွေးပါတဲ့အဲ့ဒါဆိုလို့ရှိရင်ဦးစင်တို့ရဲ့စိတ်ဟာအေဂျန်မှုကိုရလိမ့်မယ်အေဂျန်မှုကတဆင့်မက်ဖို့တော့ရောက်မယ်ဆိုရင်နိဗ္ဗာန်တော့တိုင်မျက်မှောက်ပြုနိုင်လိမ့်မယ်တဲ့အဲ့ဒါဒီဘာရည်စစ်လဲဝိပဿနာရည်စစ်ပထမရည်စစ်ကယောနိသောမနတိကာရရည်စစ်အကောင်ဖက်က တွေးတာဘယ်တော့အခါမှမကောင်းဖက်ကမတွေးဘူးဒေါသနဲ့မတွေးဘူးလိုဘနဲ့မတွေးဘူးအကောင်းဖက်ကကြည့်ပြီးတွေးတာကိုယုံနေတော့မနတိကာရရေးစစ်အလုံးသောအရာတွေဟာအနေဆက်မမြင်ဘူးဒုက္ခဆင်းရဲတဲ့အာနတ္တကိုပိုင်တဲ့အရာဘာတစ်ခုမှ မရှိဘူးလို့တွေးလိုက်တာကိုဝိပဿနာ ရေးစစ်သူကပုံအစင်မြင်တာပေါ့အဲ့ဒီအတွေ့နဲ့တွေ့ရင်စိတ်ကအေးချမ်းသွားတယ် အကောင်ဖက်ကတွေ့ရင်စိတ်ရှမ်းသာတယ်အမှန်နဲ့အမှန်ဖက်ကတွေ့ရင်တော့စိတ်အေးချမ်းတယ်ဝိပဿနာရည်စင်းတဲ့စစ်တေဆိုတာအမှန်ဖက်ကတွေ့တာပဲအမှန်တရားကြည့်ပဲလေဘယ်အရာမှမြေတာမှမဟုတ်တာအလုံးဟာဒုက္ခအလုံးဟာကိုယ်ပိုင်တာမဟုတ်ဘူးသူ့တဘာဝအတိုင်းသွားသူဖြစ်နေတာခန္ဓာကဖြစ်လာတယ်ပြီးတော့ဖြစ်သွားတယ်ဖြစ်လာတယ်ပြတ်သွားတယ်ကိုယ်ကဆွေထားလို့မရဘူးလုံးပြို့တော့အရှင်နေ ကောင်းမွန်တဲ့အရှင်နဲ့တခုမှပဲရက်တန်းနေပါလို့တန်ထားလို့မရဘူးအဲ့ဒါကိုအနတ္တလို့ခေါ်တာပေါ့ဒါကြောင့်ဒီကနေ့မွေးနေ့မှာဥစဉ်ဓမ္မလက်ဆောင်အနေနဲ့နံပါတ်1အကောင်ဖန်ကတွေးပါနံပါတ်2အမှန်ဖက်ကလည်းပဲတွေးပါလို့ဓမ္မလက်ဆောင်ပေးရင်ဗုဒ္ဓသာသနာနဲ့တွေ့ကြုံခက်ဗုဒ္ဓရဲ့တရားတော်များကိုနာယူခွင့်ရတုံးလေးမှာဒါနကုသောကံတွေပြုကြပါမယ်သီလကုသောကံတွေလည်းစောင့်တည်ကြပါမယ်ထောမတဆင့် မိမိရဲ့ခန္ဓာ၅ပါးယုံနာနှပအပေါ်မှာလည်းပဲတို့ရဲ့ခန္ဓာ၅ပါးသည် အနိစ္စမတင်မြဲပါတကားဒုက္ခဆင်းရဲလပါတကားအနတ္တအစုံမရပါတကားဟူရဲ့ဝိပဿနာဉာဏ်ဖြင့်ရှုမှတ်ပြီးသားကာလအိုခြင်းနာခြင်းသိခြင်းကင်းရာမျက်နှိပ်ပံတို့ရောက်နိုင်သောသူတော်ကောင်းတို့ကိုစီကိုစီဖြစ်နိုင်ကြပါစေတည်း